မင်္ဂလာပါရှင်။လေဗန်ရုတ်တန်ရဲ့ယနေ့ကင်းသတင်းများကိုတင်ဆက်ပါမယ်။ဒီကနေ့ကတော့မြန်မာနိုင်ငံအနေနဲ့နေဆက်ဖြစ်ကြောရဆွေးမှုများကိုနှိမ်နေရန်အာဆီယံကတောင်းဆိုကြောင်းနဲ့မြန်မာရွေးကောက်ပွဲများကိုမြေဒီအဖွဲ့ကမှတားဆီးနိုင်မှာမဟုတ်ကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးပြောကြားရဆက်တဲ့ပါဝင်နောက်ဆက်နေကြတဲ့သတင်းများကိုတင်ဆက်ပါမှာဒီသတင်းရဲ့ပြင်ဗအံမြို့နယ် ဖားပေါင်ကြရအတွင်တနက်ကြီးဘုံသီးနှလုံးကြောက်ရောက်ပေါက်ွဲပြီးကျောင်းသူတဦးနဲ့ရဲသားတဦးသေဆုံးကာကျောင်းဆရာမတဦးနဲ့ကျောင်းသားကျောင်းသူများအပါအဝင်၁၁ဦးတင်ရန်ရရှိရတဲ့တွင်ထိုင်းနယ်ကမ္ဘောနီးယားကြောင့်ငင်းငယ်ရေးလုပ်ငန်းစဉ်မှာတိုးတက်မှုရှိခဲ့ကြောင်းထိုင်းကကွယ်ရေးဝန်ကြီးပြောကြားရတဲ့။ပြီးခဲ့တဲ့နေရာတီမှာမယူနိုက်တက်တင်ကထွက်ခွာခွင့်ပေးခဲ့တယ်လို့ဘရူနိုဖာနန်ဒက်ဖွင့်ဟားရတဲ့။အစားရှိတဲ့တွေများကိုတင်ဆက်ပါပါ။ဥဆုံးတဲ့အနေနဲ့ မြန်မာနိုင်ငံမှာလေဆက်ဖြတ်ကျော်ရေးဆွေးမှုများကိုနှိမ့်နေရန်အာဆီယံကတောင်းဆိုကြောင်းနဲ့မြန်မာရွှေကောက်ပွဲများကိုမြည်သည့်ဖွဲ့ကမှတားဆီးနိုင်မှာမဟုတ်ကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။ မြန်မာအာဏာပိုင်များအနေနဲ့အိန္ဒိယနိုင်ငံများနဲ့အာဆီယံဖွဲ့စည်းတစ်ခုလုံးအပေါ်ကြီးမားစွာတည်ရောက်မှုရှိနေတဲ့နေဆက်ပြတ်ကျော်ရဲစိုးရိမ်မှုများကိုနှိမ်နင်းရန်အာဆီယံကတောင်းဆိုကြောင်းနဲ့မြန်မာရွေးကောက်ပွဲများကိုမြည်သည့်ဖွဲ့ကမှတားဆီးနိုင်မှာမဟုတ်ကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးဒါတော့ဆာရီမိုဟာမက်ဟက်ဆိုင်ကပြောကြားပါသည်။ နေဆက်ဖြတ်ကျော်ရွှေမှုပြဿနာဟာပြန့်နှံ့ခဲ့ပြီးလက်ရှိမှာမြန်မာနိုင်ငံနဲ့နေဆက်ချင်းတိဆက်နေတဲ့နိုင်ငံများကိုပါထိခိုက်ရနေကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးဒါတော့ဆာရီမိုဟာမက်ဟက်ဆန်က ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့ဒီအခြေအနေကိုရပ်တန့်မှုအတွက်မြန်မာအာဏာပိုင်တွေနဲ့သက်ဆိုင်ရာဖွဲ့စည်းတွေကတာဝန်ယူလို့ဆောင်ပေးစီချင်ပါတယ်။ဘာလို့လဲဆိုတော့ဒါကအာဆီယံနေကနိုင်ငံတွေအတွက်ပြဿနာတစ်ခုဖြစ်လာလို့ပါပဲလို့ဟက်ဆန်ကသတင်းတောက်များကိုပြောကြားခဲ့ပါတယ်။ ဟက်ဆန်ဟာမြမကြီးနဲ့ပတ်သက်ပြီးအာဆီယံရဲ့ဘုံတဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖို့ရေးဆိုင်ရာ Extended Non-Office Shared Consultation အစည်းအဝေးကိုတဘာပတိအဖြစ်ဦးဆောင်ပြုလုပ်ခဲ့ပြီးတဲ့နောက်အဲ့လိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီစီဝေးကိုတယောက်သူများတဲမှာနိုင်ငံခြားရေးဝန်ကြီးတီဟာဆက်ဖူဝန်ဂတ်ကအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဆူဂျီယိုနိုနဲ့ဖလပါနိုင်ငံခြားရေးဝန်ကြီးတီရက်ဆာလာဆာရိုတို့လည်းပါဝင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာပြုလုပ်ခဲ့ရွေးကောက်ပွဲအတွက်အာဆီယံရဲ့လိလာသူများနဲ့ပတ်သက်ပြီးဟက်ဆန်ကပြောခဲ့ရမှာအဲဒီရွေးကောက်ပွဲဟာတရားမျှတမှုပွင့်လင်းမြင်သာမှုပြည်သူများအားလုံးအပါအဝင်ပေါင်းစုံပါဝင်မှုရှိရမှာဖြစ်ကြောင်းနဲ့ရွေးကောက်ပွဲများကိုမြည်သည့်ဖွဲ့ကမှတားဆီးနေမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။အဲဒီအကြောင်းနဲ့ပတ်သက်ပြီးလာမယ့်ရက်ပိုင်းအတွင်း ်အာဆီယံကောင်ဆောင်များဆွေးနွေးတွင်ဆွေးနွေးသွားမယ်လို့လည်းဟက်ဆန်ကပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဖန်မျိုးနယ်ဖားပောင်ကျေးရွာအတွင်ရတကြီးဘုံဒီနှလုံးကြောက်ရောက်ပေါက်ကွဲပြီးចောင်းသူတဦးနဲ့ရဲသားတဦးသေဆုံးကာចောင်းဆ iam မတဦးနဲ့ចောင်းသားចောင်းသူများအပါအဝင်၁၁ဦးထင်ရရှိတဲ့တင်းကိုတင်ဆက်ပါမယ်။ ဖအံမျိုးနဲ့ဖားပေါင်ကျေးရအတွင်လက်နက်ကြီးဘုံသီးနှလုံးကြောက်ရောက်ပေါက်ကွဲပြီးเจ้าသူတို့နဲ့အယက်သားတို့တည်ဆုံကเจ้าဆီယမတို့နဲ့เจ้าသားเจ้าသူများအပါအဝင်၁၁ဦးတရံရရှိခဲ့ကြောင်းပြည်ရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရသိရပါသည်။ 2025ခုနှစ်အောက်တိုဘာလ20ရက်ည10:00နာရီမှာကရင်ပြည်နယ်ဖားပုံမြို့နယ်ကမမောင်းမြို့ပြည်သူစီရင်တို့ဘုံဒီပေါက်ကွဲစထိမှန်တရားများနဲ့တေဆုံထိခိုက်တဲ့ရရှိသူများရောက်ရှိနေကြောင်းသတင်းရလူကြီးတစ်ဖွဲ့ဝင်များကတွားရောက်စစ်ဆေးပြီးဖြစ်စဉ်အားစစ်ဆေးခဲ့ကြောင်းသိရပါတယ်။အဲ့လိုစစ်ဆေးခဲ့ရာအဲ့ဒီနေ့ညနေ6:00နာရီမှာကရင်ပြည်နယ်ဖားအံမြို့နယ်ဖားပေါင်ကျေးရွာခြေကပညာမူလာရန်ကျောင်းမှမူလာရန်ပြကျောင်းဆရာမဖြစ်သူဒေါ်မိုးစနာထော29နှစ်ဟာအဆိုပါကျေးရွာရှိ၎င်းရဲ့ ဲ့နေမှာဖားပေါင်ကျေးရွာနေចောင်းသားတောက်သူများအားစောတင်ကြပေးနေစဉ်နေနီးသူ KNU ဖွဲ့ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးဘုံသီးနှလုံးကြောက်ပောက်ခွဲခဲ့မှုကြောင့်နေမှာရောက်ရှိနေကြတဲ့ဖားပေါင်ကျေးရွာနေဥတာတူ38နှစ်နဲ့ចောင်းသူမတ်နော်ဝဝဘေး17နှစ်တို့မှာ ဘုံသီးပောက်ခွဲစထိမှန်တမ်းများရရှိကတည်ဆုံသွားခဲ့ပြီးចောင်းဆ្យាမတော်မူဆန္ဒထွန်းတရွာတဲ့နေမတ်တော်မူကီ28နှစ်ចောင်းသားចောင်းသူများဖြစ်ကြတဲ့စောထွန်းထွန်းဝင်း10နှစ်မတ်တော်လှလအေး9နှစ်မတ်တော်ချာပီ9နှစ်မတ်တော်မူနော်အေး6နှစ်မတ်တော်ဖဲဝါ13နှစ်မတ်တော်ဓာဘူ12နှစ်မတ်တော်သူစားချက်10နှစ်မဆေးလီဖော်9နှစ်နဲ့မဆလင်း 6နှစ်တို့မှာဘုံဒီပောက်ခွဲစာထိမှန်တရားမရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲ့လိုရတမ်းများတန်လျက်ရှိတဲ့ကြေးရွာတင်းတို့လက်လက်ကြီးဖြစ်ပြစ်ခတ်တက်ခတ်ခြင်းများအားပြုလုပ်နေမှုများကြောင့်ရတားပြည်သူများနိုင်ငံဝန်ထမ်းများနဲ့ကျောင်းသားကျောင်းသူများကကျောင်းသားကျောင်းသူကလေးငယ်များတေဆုံထိခဲ့တဲ့ရရှိခဲ့မှုအပေါ်ဒေသခံများကစန့်ကျင်ကက်ကွက်လျက်ရှိကြောင်းနဲ့လူကြိုက်တပွဲဝင်များကလိုအပ်တဲ့လူကြိုက်လုပ်ငန်းများကိုလည်းပြည်သူတို့နဲ့ပူးပေါင်းကာတိုးမြှင့်လှုံ့ဆော်လျက်ရှိကြောင်းပြည်ထောင်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါသည်။ ဆက်လက်ပြီးထိုင်းနိုင်ငံကမ္ဘောနီးယားကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတိုးတက်မှုရှိခဲ့ကြောင်းထိုင်းကကွေရေးဝန်ကြီးပြောကြားတဲ့သတင်းကိုတင်ဆက်ပါမယ်။ထိုင်းနိုင်ငံကမ္ဘောနီးယားကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတိုးတက်မှုရှိခဲ့ကြောင်းထိုင်းကကွေရေးဝန်ကြီးနက်တာပွန်နက်ဖာနစ်ကပြောကြားခဲ့ပါတယ်။ ။ရခုသတင်းပတ်တွင်ထိုင်းနိုင်ငံကမ္ဘောဒီးယားကြားစနစ်မှုများပြုလုပ်ခဲ့ရမှာဒိဗေပြေးဝါးတွေတိုးတက်မှုရှိခဲ့ကြောင်းနှစ်သားပေါင်းကနှစ်နိုင်ငံကြားဖြစ်နေဝယ်ရှိတဲ့ကျေပြန့်နေအပြေးခက်ရဲစရေးသဘောတူညီမှုလက်မှတ်မရေးထိုးမီပြောကြားခဲ့ပါတယ်။ယခုလတွင်မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာပြုလုပ်မိအာဆီယံစည်းဝေးမှာထိုင်းနယ်ကမ္ဘောဒီးယားကြားတိသက်တွေးဆုံပြီးအပြည့်ခက်ရေးစရေးသဘောတူညီချက်လက်မှတ်ရေးထိုးမှုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမျက်မြင်ဖြင့်တက်ရောက်ဖွယ်ရှိကြောင်းမလေးရှားနိုင်ငံသားရေးဝန်ကြီးကပေးခဲ့တဲ့သတင်းပတ်အတွင်းပြောကြားခဲ့ပါသည်။ ဆလင်လာအတွင်းကထိုင်းနယ်ကမ္ဘောနီးယားကြားနေဆက်ဒေသမှာငားရဲကြားပြန်လည်ပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးတဲ့နောက်ရန်လိုမှုများကိုအဆုံးသတ်ရန်အတွက်သဘောတူညီချက်ရဲ့အသေးစိတ်ချက်လက်များကိုဆွေးနွေးရန်စီဝေးများပြုလုပ်ခဲ့ပါသည်။ထိုင်းနယ်ကမ္ဘောနီးယားကြားဖြစ်ပွားခဲ့တဲ့ပြစ်ခတ်တိုက်ခိုက်မှုများကြောင့်နှစ်ဖက်စလုံးမှာလူစုစုပေါင်း48ဦးသေဆုံးခဲ့ပြီးလူပေါင်းထောင်ချီအိုးအိမ်များကိုယာယီဆုတ်ခွာထွက်ပြေးခဲ့ရပါသည်။ အဲ့ဒီနောက်မလေးရှားနဲ့အမေရိကန်တို့ရဲ့ကြားဝင်စစ်ဆက်မှုနဲ့ဇွန်လ28ရက်နေ့မှာကနဝူးအဆင့်အပြည့်ခက်ရေးဆေးသဘောတူညီမှုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်ရှိမှာနေဆက်ရဲ့နေရာလေးခုမှာနှစ်နိုင်ငံကြားသဘောတူညီမှုရရှိထားကြောင်းအမေရိကန်နဲ့မလေးရှားနိုင်ငံမှလေးလာဆောင်ကြည့်သူများပါဝင်ခဲ့တဲ့ထိုင်းကမ္ဘောဒီးယားစီဝေးပွဲများအနက်အစီအွေတစ်ခုအပြီးမှာကွာလာလမ်ပူမြို့မှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာနက်ပါပွန်ကပြောကြားခဲ့ပါတယ်။အဲ့သဘောတူညီချက်များတွင်နေဆက်ဒေသများမှလက်နက်ကြီးများပြန်လည်ရုပ်သိမ်းရေးမြေမြောင်ပိုင်းများကိုပူတွဲရှင်းလင်းရေးကြားဖြန့်လုပ်ငန်းများကိုနှိမ်နင်းရေးတို့ပါဝင်ကြောင်း၎င်းကဆိုပါတယ်။ အခြားသဘောတူညီချက်တစ်ခုမှာတိုင်းနိုင်ငံရဲ့ဆာကေအိုပြည်နယ်နဲ့ကမ္ဘောဒီးယားရဲ့ဘန်တီမန်ချိပြည်နယ်ကြားနေဆက်ဒေသကိုဘူဒလိလမှုများပြုလုပ်ရန်ချက်လဲပါဝင်တယ်လို့ဆိုပါတယ်။အဲ့ဒီနေရာမှာပြီးခဲ့တဲ့လကကမ္ဘောဒီးယားဆန္ဒပြသူများနဲ့ထိုင်းရဲတပ်ဖွဲ့များကြားခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။တရနိုင်ငံကနနမိတ်ငင်းပွားမှုများရှိတဲ့ဒေသများမှာနေဆက်စည်းရိုးများတိစောက်သွားမယ်လို့လည်းနေတာဘုံကပြောကြားခဲ့ပါတယ်။ တဖက်နဲ့တဖက်ရေလိုမှုတွေကိုအဆုံးသတ်ပြီးလို့ကျွန်တော်တို့မြူစခင်မှာကျွန်တော်ရင်ပြောခဲ့တဲ့နေရာတွေအားလုံးမှာတူတက်မှုတွေရှိတာကိုကျွန်တော်တို့မြင်တွေ့ချင်ပါတယ်လို့၎င်းကပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားလက်ထောက်ဝန်ကြီးချုပ်နဲ့ကကွေရေးဝန်ကြီးတေးဆိုင်ဟာကမှသဘောတူညီချက်အားလုံးဟာနှစ်နိုင်ငံကြားငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးမှုကိုဖြစ်စေလိမ့်မယ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြီးခဲ့တဲ့နေ့အသီးမှာမန်ယူနိုက်တက်တင်ကထွက်ခွာခွင့်ပေးခဲ့တယ်လို့ဘရူနိုဖော်နန်တက်ဖွင့်ဟတဲ့သတင်းကိုတင်ဆက်ပါမယ်။မန်ယူနိုက်တက်တင်ကောင်းဆောင်ဘရူနိုဖော်နန်တက်ကပြီးခဲ့တဲ့နေ့အသီးပြောင်းရွှေ့ကာလမှာ၎င်းဆန္ဒရှိရင်အသင်းကထွက်ခွာခွင့်ပေးခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။ စော်ဒီကလက်အဟီလာတင်းကပြောင်းရွှေ့ခြင်းပေါင်တန်းတရာနဲ့ကန်လန်ခဲ့တာပါဘရူနိုဖာနန်ဒက်စ်ကလည်းလက်ရှိမန်ယူနိုက်တက်မှာရရှိနေတဲ့လာစာထက်များစွာပိုရမယ့်ခွင့်ရရှိခဲ့တာပါဒါအပြင်၎င်းကအဟီလာတင်းနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်းဝန်ခံခဲ့ပါတယ်ဘရူနိုဖာနန်ဒက်32နှစ်ဟာမန်ယူနိုက်တက်နဲ့2029ခုနှစ်ထိစတုတ္တတန်းရှိနေပြီးတနှစ်တန်းတိုးခွင့်လည်းပါဝင်ပါတယ်၎င်းဟာယနေ့ကစားမဲ့ Brighton နဲ့ Premier League ပွဲမှာမန်ယူနိုက်တက်အတွက်ပြိုင်ပွဲဆောင်ပွဲ300ပြည့်မြောက်ပါလိမ့်မယ် 11ရက်တဲ့ညနေခင်းသတင်းများကိုတင်ဆက်ခဲ့တာပါ။ကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညနေခင်းချိန်ခါပြချပါစေရှင်။